လာပါရှင်ကျမတော့ဝန်ဒီပါ DVV ရုံမြင်တမ်းကြရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်။ရွေးကောက်ပွဲနီးလာတာကြောင့်အရာရှိစစ်တီတွေနဲ့မိသားစုဝင်တွေပါ လုံခြုံရေးအထူးဂရုစိုက်ပြီးနေထိုင်ကြဖို့အောက်တိုဘာ18ရက်နေ့ကကိုကိုကျွန်းတက်နယ်မှာစစ်ကောင်းဆောင်အတိုက်တွန်းပြောသွားပါရယ်။ ကိုကိုကျွန်းဟာနိုင်ငံအတွက်ပထဝီအနေထားရရေးပါတဲ့နေရာဖြစ်တယ်လို့ရွေးကောက်ပွဲကျင်းပမယ်မြို့နယ်လည်းဖြစ်လို့အရာရှိစစ်တီတွေနဲ့တက်မိသားစုဝင်တွေပါလုံခြုံရေးအထူးဂရုစိုက်ပြီးတော့နေထိုင်ကြဖို့စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကပြောဆိုခဲ့တာပဲဖြစ်ပါတယ်စစ်ကောင်းဆောင်အနေနဲ့စစ်တပ်ကရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့ဗိုလ်ချုပ်ကြီးဒုဗိုလ်ချုပ်ကြီးတွေနဲ့မိသားစုဝင်တွေရဲ့လုံခြုံရေးကိုစိုးရိမ်နေမှုရပြီးတော့ တက်ကလွတ်လိုက်တဲ့ကိုယ်စားလှယ်ရွေးချယ်မခံရမှာကိုလည်းပူပန်နေဟန်ရှိတယ်လို့နိုင်ငံရေးလှိလသုံးသက်သူတယောက်ကပြောပါရယ်ဒါအပြင်ကိုကိုကျွန်းတက်နယ်ကအရာရှိစစ်တီတွေကိုလည်းရွေးကောက်ပွဲနဲ့ပတ်သက်လို့လုံးစရာရှိတာတွေကိုပြက်ပြက်တသားလှုပ်ဖို့စစ်ကောင်းဆောင်ကအမိန့်ပေးခဲ့ပါတယ်။ဒီဇင်ဘာလ28ရက်နေ့ကျင်းပမဲ့ရွေးကောက်ပွဲကိုပါတီပေါင်း58ပါတီကကိုယ်စားလှယ်လောင်းပေါင်း9000ကျော်ဝင်ရောက်ပြိုင်တော့မှဖြစ်ပြီးအဲ့ဒီထဲမှာကြန့်ခိုင်ပါတီကအများဆုံးဖြစ်ပါတယ်ရှင်။ ထိုင်းနိုင်ငံမှာမြန်မာကမ်ဘောဒီးယားလာအိုဗီယက်နမ်လေးနိုင်ငံကထောက်ထားမဲ့ရွှေပြောင်းလုပ်သားတွေအတွက်ထိုင်းဆိုရကနှစ်စဉ်ပြုလုပ်ပေးနေကြပတ်ရောက်ကဘတ်ရိုက်ပြီးတာကိုရာအကန့်အသတ်မရှိရွှေဆိုင်ကြောင်အော်တိုဘာလ16ရက်မှာကျင်ညာလိုက်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကလည်းလူဟောင်းဝတ်ပါမဲ့ဗီဇာတက်တန်းတိုးကိစ္စတွေတတိပြောင်းအလုပ်ပြောင်းကိစ္စတွေကိုထိုင်းလူထမဝန်ကြီးဌာနကလောက်ကင်ပေးတော့မှမဟုတ်ပဲပုဂ္ဂလိကအောက်ဆိုကုမ္ပဏီကိုလွှဲပြောင်းပေးလိုက်ကြောင်းကျင်ညာခဲ့ပါတယ်အခုလိုဘတ်အစ်တင်မဲ့ကိစ္စလူဟောင်းတက်တန်းတိုးကိစ္စတွေပါ ကြန့်ကြာနေတာကြောင့်ရွှေပြောင်းလုပ်သားတွေအကြရိုက်ကုန်ပါတယ်အဲတော်တော်ဒုဗကိစားတွေသီအပြောင်းအပြောင်းအလဲတွေပေါ့အဲကိစားတွေအစအလုံးကြန့်ကြာသွားတာကိုအဲကြန့်ကြာသွားတော့အခုသူတို့ဝကြီးကနေအဲ့လိုသွားဝကြီးကနေသူတို့ဒီဝိစားကိုပြုပြင်ဖို့ဒီဘက်ပါမြေကြီးညာချက်ကိုတခါကျွန်တော်ပြန်ဆောက်ဆောက်ကြည့်ရပါဘောနော်တတန်းသူမကိစ္စကိုတို့ကအတီးပြုမှမြန်မလားမမြုံလားဆိုတော့တို့ဘောရေးမူတည်ရအဲ့ဒါတော့ သူတို့အတီးပြူတာမြန်နေဆိုတော့ကျွန်တော်ရှေ့ဆောက်ကတော့ဒီတက်တန်းသူပေးစားတွေအရမြန်တော့မယ်။ကုညာစီကတော့ထပ်မရှိနိုင်တော့ဘူးပြန်တော့။ပထမအဆင့်ကတော့ဒီ MOU ကိစ္စဆိုပြီးတော့မြန်မာနဲ့ထိုင်းနဲ့ညှိနှိုင်းပြီးလုပ်တဲ့ကိစ္စနောက်ပိုင်းကျတော့မြန်မာဘက်ကသူတို့ဒရုန်းနဲ့မဆိုင်တော့သူတို့ဘတ်တော့ဘတ်တော့ဘူးဆိုပြီးတော့ထိုင်းဘက်ကလွှဲချလိုက်ရောထိုင်းဘက်ကလည်းလို့ရင်းလို့ရင်းနဲ့ဘလို့ဖြစ်လဲမသိသူတို့ရဲ့ကိစ္စအာနဲ့နောက်ဆုံးကျတော့အခုဒီဒီဘောပါမီတက်တန်းသူတဲ့ကိစ္စတွေအားလုံးကပုံတိကောက်လွှဲပြရော ထိုင်းမြန်မာနိုင်ငံနယ်စပ်လုံခြုံရေးအခြေအနေတွေကြောင့်နိုင်ငံသားမတ်ပုံတင်တဲ့လုပ်ငန်းစဉ်ကိုယာယီရွှေ့ဆိုင်းလိုက်ပြီးပြန်လည်စတင်မဲ့နေ့ရက်နဲ့အချိန်ကိုထပ်မံအတည်ပြုကြညာမယ်လို့ထိုင်းအစိုးရဘက်ကထုတ်ပြန်ပါတယ်။အလို့သမားတွေဟာပုံမှန်တိုင်းဆိုရင် အော်တိုဘာလာတွင်အွန်လိုင်းစနစ်ကနေနာမည်စရင်းပေးသွင်းတာပြီးတဲ့နောက်အလို့ရှင်တွေကနေသို့မဟုတ်အငှားကုမ္ပဏီတွေကတဆင့်ဝက်ပါမေလျှောက်ထားတာနဲ့ဖျက်ရိုက်တဲ့လုပ်ငန်းစဉ်ကိုအစဉ်စဉ်လှောက်ဆောင်အောင်မှာဖြစ်ပါတယ်။ လူသစ်စီရင်တင်တဲ့ကိစ္စရွှေ့ဆိုင်းလိုက်တာအပြင်2025ဖေဖော်ဝါရီမှာဝပ်ပါမင်းနဲ့ဗီဇာတက်တန်းကုန်ဆုံးတဲ့အလုပ်သမားတွေကလည်းလက်ရှိအချိန်ထိတက်တန်းတော့ကိစ္စတွေမလုပ်ရသေးတာကြောင့်ခီးသွားလာတာအစိုးရယုံဘန်ကိစ္စတွေလောက်တာနဲ့အလုပ်တင်တဲ့တထေးပြောင်းကိစ္စတွေမှာအခက်အခဲကြုံနေရပါတယ်โอ้ကျွန်တော်တို့ကြုံနေရတဲ့အခက်အခဲကတော့တက်တန်းတိုးလို့ရနေပြီးတော့ ဟိုတကယ်ဟိုမြေပြင်မှာကြတော့တကယ်တက်တန်းတိုးလည်းမရသေးဘူးဘယ်စီဘယ်အချိန်ညောင်းနေမှာမသိဘူးပေါ့နော်ပွဲစားတွေကလည်းတိကျရရမသိဘူးကျွန်တော်တို့အထာရလည်းတနေ့နီးပါတာဟိုဖြစ်နေပြီပေါ့နော်အခုကြီးညာတဲ့အခါအခေါက်ကစားပြွဲစားဆက်သွယ်လို့ဆက်သွယ်လို့စောင့်နေဒီနေ့ထီတော့ဟိုဗီဇာရတဲ့ကိစ္စတဲမကြောက်အခုဆိုလို့ရှိရင်ဟိုအစိုးရမလုပ်တော့ဘူးဒီပုတ်ကလေးကလွှဲနေဆိုတော့ ော်ဒီအကူပြောင်းဖြစ်တယ်လို့လဲကြအဲ့အပေါ်မှာတွေကိုကျွန်တော်တို့ကနည်းနည်းတိုက်ပတ်သွားရေပေါ့နော်ဗီဇာရမှာလားမရတော့ဘူးလားအချိန်တော်တော်ကြာဆောင်အောင်မလားဆိုတဲ့အခက်အခဲတွေဖြစ်တာပေါ့ဟုတ်ထိုင်းနိုင်ငံမှာနိုင်ငံတဘောတူစာချုပ် MOU စနစ်နဲ့လောက်ကင်နေတဲ့ရွှေပြောင်းလုပ်သားတွေစနစ်ခံကတ်၊နေဆက်ဖြတ်ကျော်ကတ်၊ပန်းရောင်ကတ်စတဲ့အထောက်အထားပုံစံအမျိုးမျိုးနဲ့အလုပ်လုပ်ကင်နေကြတဲ့မြန်မာ၊ကမ္ဘောဒီးယား၊လာအိုစတဲ့ရွှေပြောင်းလုပ်သားတွေတန်းချီရှိပါတယ်။နိုင်ငံသားရွှေပြောင်းလုပ်သားတွေထဲမှာမြန်မာလူထုမှရွတ်အများဆုံးဖြစ်ပြီး လက်ရှိထိုင်းနိုင်ငံထဲကိုရွှေ့ပြောင်းရောက်ရှိနေတဲ့မြန်မာယူအတွက်9တန်းဝန်းကျင်ရှိနေပြီလို့ထိုင်းအရပ်ဖက်အဖွဲ့ရဲ့စီးနွေရာသိရပါဗျ။ကျွန်တော်ဇွဲတစ်ပါ American ပြည်ရင်းပြည်ပမှာစီစဉ်ထားတဲ့ရာထောင်ချီရဲ့ No King ဆန္ဒပြပွဲတွေပြုလုပ်ချိန်မှာ American မြို့တော် Washington DC မှာအော်တိုဘာလ16ရက်နေ့ကဆန္ဒပြသူတွေခြိတက်ခဲ့ကြပါဗျာ။ 노긴산나ပြပွဲပေါင်း2600ကျော်ကိုစနေနေ့ကအမေရိကန်ရဲ့ပြည်နယ်90စလုံးမှာကျင်းပဖို့စီစဉ်ထားပါတယ်။ထရန့်ဟာနိုင်ငံကိုအာနာရှင်စနစ်စီကိုတွန်းပို့နေတယ်လို့ပွဲစီစဉ်သူတွေကပြောရင်းနဲ့ထရန့်ရဲ့လူဝင်မှုကြီးကြပ်ရေးပညာရေးနဲ့လုံခြုံရေးဆိုင်ရာမူဝါဒတွေကိုစန့်ကျင်တဲ့အစုလိုက်အပြုံလိုက်ဆန္ဒပြမှုတွေကိုစုယုံစီခဲ့ပါတယ်။ American အရက်ဖက်လွတ်လပ်ခွင့်များတမကကခြိတက်ပွဲအသီးသီးမှာပွဲထိန်အဖြစ်နဲ့ဆောင်ရွက်မဲ့လူထောင်ပေါင်းများစွာကို တရားဥပဒေဆိုင်ရာသင်တန်းတွေပေးထားပြီးတင်းမာမှုရော့ပါစေဖို့လေ့ကျင့်ပေးထားတယ်လို့လည်းသိရပါဗျ။ဆန္ဒပြပွဲအတွက်လူတွေထွက်လာအောင်တွန်းအားပေးဖို့ဆန္ဒပြပွဲကြော်ညာတွေနဲ့အချက်အလက်တွေကိုဆိုရှယ်မီဒီယာတွေကလွှမ်းမိုးထားပါတယ်။ပြည်ထိုင်မျိုးတော်လန်ဒန်ကအမေရိကန်တန်ရုံးအပြင်ဘက်မှာလဲထရန့်ကိုစန့်ကျင်တဲ့ဆန္ဒပြပွဲမှာလူရချီပူးပေါင်းခဲ့ကြပါဗျ။ ဂျာမနီနိုင်ငံမြို့တော်ဘာလင်မှာလည်းအော်တိုဘာလ16ရက်နေ့မှာဆန္ဒပြသူတွေစုဝေးခဲ့ကြပြီးအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုစန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။သူတို့ကကျွန်တော်ကိုဘယင်တပါလို့ရည်ညွှန်းနေတာကျွန်တော်ကဘယင်မဟုတ်ဘူးလို့ထရန့်ကတောက်ကြတီးကထုံလွှဲနဲ့ Fox Business နဲ့အင်တာဗျူးတစ်ခုမှာပြောသွားပါတယ်ရှင်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့တော်မှာရှိတဲ့ဟာရက်ရှာဂျလာနိုင်ငံတကာလေဆိပ်ရဲ့ကုန်တင်ကုန်ချဂိတ်မှာတနင်္ဂနွေနေ့ကမီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက်လေရင်ခီးစဉ်အားလုံးရပ်ဆိုင်းလိုက်ရကြောင်း The Daily Star ပြည်ရင်းသတင်းစာအစီရင်ခံထားပါတယ်။မိသက်တဖွဲ36ဖွဲ့ကမီးတောက်တွေကိုနှိမ့်သက်ခဲ့ကြရလို့မိသက်ဌာနနဲ့ပြည်သူ့ကာကွယ်ရေးမီဒီယာဆဲအရာရှိက ပြောကြားပြီးတော့သတင်းမှလည်းဖော်ပြထားပါတယ်။လေရင်နေအားလုံးဘေးကင်းကြောင်းကိုအတည်ပြုထားပြီး အခြေအနေတွေတိုးတက်လာတာနဲ့အမျှနောက်ထပ် update တွေကိုလည်းပြောပြပေးသွားမယ်လို့လေစိတ်ပြောရေးဆိုခွင့်ရှိသူကိုကိုကာဘီသတင်းတွေမှာဖော်ပြထားပါတယ် writer ကတော့အဲ့ဒီသတင်းကိုချက်ချင်းအတိမပြုတ်နိုင်သေးပါဘူးရှင် TVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျမကတော့ဝမ်တီပါ